မြန်မာနိုင်ငံအတွက် TPS အစီအစဉ်ကိုသမ္မတထရမ့်အဆိုရကဖျက်မယ်လို့ကြေညာလိုက်တာနဲ့ပတ်သက်လို့အခုဒီအပိုင်းသုံးမှာတော့နိုင်ငံတကာရဲ့တုံ့ပြန်ချက်တချို့ကိုစူးစီးတင်ပြပေးပါမယ်။မြန်မာနိုင်ငံအတွက် TPS ကိုပြန်ရုပ်သိမ်းတဲ့အကြောင်းပြချက်တွေထဲမှာမြန်မာနိုင်ငံထဲမှာနိုင်ငံရေးအခြေအနေတွေတိုးတက်ကောင်းမွန်နေပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲလည်းလုပ်ပြီးတော့မယ်။ငြိမ်းချမ်းရေးလည်းရနေပြီဆိုပြီးအမိမြေလုံခြုံရေးဝန်ကြီးခရစ်စတီနုံကအကြောင်းပြချက်ပေးထားတဲ့အပေါ်နိုင်ငံတကာအသိုက်အဝန်းကအပြင်းထန်ကန့်ကွက်နေကြတာပါ။လက်တွေ့နဲ့စန့်ကျင်မဲ့ဖြစ်တဲ့ အမိမြေလုံခြုံရေးဝန်ကြီးရဲ့ကောက်ချက်ကြောင့်အခုအချိန်မှာမြန်မာနိုင်ငံကိုပြန်ပို့ခံရရင်ဒီလူတွေဒုက္ခရောက်နိုင်တဲ့အချက်ကိုထောက်ပြနေကြတာပါအမေရိကန်မှာအများအနေထိုင်ခွင့်ရရေးထောက်ခံပေးနေတဲ့မနီဆိုရာပြည်နယ်ကိုစားပြုအထက်လွှတ်တော်အမတီနာစမစ်ကတော့အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ဒီဆုံးဖြတ်ချက်ကိုသဘောမတူဘူးလို့ပြောပါတယ် Department of State has an advisory telling people not to travel to Burma because of the violence that is there. So, this is extremely unsafe for people. မြန်မာနိုင်ငံထဲမှာလက်ရှိဖြစ်နေတဲ့အကြမ်းဖက်မှုတွေကြောင့်အမေရိကန်နိုင်ငံကြီးဌာနကတောင်ခီးသွားသတိပေးချက် ထုတ်ပြန်ထားရတဲ့အခြေအနေမျိုးမှာမြန်မာတွေပြန်ကြရမယ်ဆိုရင်လည်းဘလို့မှဘေးကင်းလုံခြုံမှုရှိမှာမဟုတ်ဘူးလို့အထက်လွှတ်တော်အမတ်တီနာစမစ်ကပြောသွားတာပါလူခွင့်ရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကလည်းမြန်မာတွေရဲ့ DPS ကိုဖျက်သိမ်းခြင်းကိုပြင်းထန်စွာကန့်ကွက်ကြောင်းဒီဖျက်သိမ်းမှုကြောင့်အခြေအနေဆိုးနေတဲ့မြန်မာပြည်ကိုပြန်ရမယ်ထောင်နဲ့ချီတဲ့ပြည်သူတွေဘေးထွက်ခွာရောက်နိုင်ကြောင်းပြောပါတယ် ဒုက္ခသည်နဲ့ရှေ့ပြောင်းနေထိုင်သူများဆိုင်ရာ American Committee SUCRI နဲ့အာရှအမေရိကန်ဥပဒေအထောက်အကူပြုရေးအဖွဲ့ AAJC တို့ကလည်းဒီဖြတ်သိမ်းမှုကိုကန့်ကွက်ကြောင်းနဲ့မြန်မာပြည်တွင်းကဆိုးဝါးနေတဲ့အခြေအနေတွေကြောင့်ပြန်ပို့ခံရရင်ဘေးဒုက္ခရောက်နိုင်တဲ့အတွက်မြန်မာတွေရဲ့ TPS ကိုပြန်အသက်သွင်းပေးဖို့တောင်းဆိုကြောင်း ကြေညာချက်အသီးသီးထုတ်ပြန်ကြပါတယ်။အလားတူပဲတခြားလူခွင့်ရေးအဖွဲ့တွေနဲ့ရွှေပြောင်းအခြေချနေထိုင်သူတွေအရေးကူညီဆောင်ရွက်ပေးနေကြတဲ့အဖွဲ့အစည်းအများအပြားကလည်းကန့်ကွက်စာတွေထုတ်ပြန်ခဲ့ကြပါတယ်။အခု2025ခုနှစ်ကုန်ပိုင်းအထိနောက်ဆုံးရရှိထားတဲ့စီးရင်တွေအရ TPS ရထားတာ12နိုင်ငံရှိပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။